ီကံမျိုးပါတီဥက္ခရီဥခင်ဤဒုတိယဥက္ခဥမျိုးစော်သိန်းနဲ့အဖွဲ့ဟာတောင်မြို့ဝလူဝင်ကျောင်း၌ဆရာတော်ဥဝါစိန်နာအာနဝကာမလူငွေငွေကျပ်၁၀သိန်းနဲ့စံစီတို့ကိုစက္ကပ်လူတန်းခဲ့ကြရာဆရာတော်ကရည်သေးချက်တရားနဲ့အတူစူတောင်းမြစ်တာပို့သားခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲဝလူဝင်ဖုံတော်ကြီးကျောင်းရှိငလင်ဘေးတင်ပြည်သူများကိုဥက္ခရီနဲ့အဖွဲ့ကငွေနဲ့အကူအညီထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြပါတယ်ခင်ဗျာခုဆိုလို့ရှိရင်တော့ဒီခိုင်မျိုးပါတီဥက္ကဋ္ဌရဲ့ဥက္ကဋ္ဌရဲ့ဒုတိယဥက္ကဋ္ဌဦးမျိုးစောသိအဖွဲ့ကဆိုလို့ရှိရင်တောင်မျိုးဝေလူဝန်ကျောင်းမှာရောက်ရှိလာပြီးတဲ့အခါမှာငလင်ဘေးဒဏ်နဲ့ပြည်သူများကိုထောက်ပံ့ငွေနဲ့စံစီဆောင်ချင်အောင်ဘိုးထဲတို့ကိုထောက်ပံ့ပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာဆိုလို့ရှိရင်ပြည်သူများရဲ့လိုအပ်ချက်ကိုတတ်ဆွမ်းသမျှလိုက်လံဖြည့်ဆည်းဆောင်ရွက်ပေးရင်းနဲ့ ဇင်းလေးမှာတော့တောင်မြို့ကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ပြောမပြတတ်ပါဘူးခံစားဒီကြတော့ထိခိုက်ရပါဘောခလေးပဲဆုံးပါပါခလေးအတွက်လိုအပ်တဲ့နေရာမှာလိုက်ပြီးတော့လှူဒန်းပဲလို့ဝင်လဝင်းတာတယ်ဝင်လဝင်းနေရပါဘော